ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ CS2 skin တွေကြောင့် blockchain ဘက်ကိုဂိမ်းမာတွေမျက်စိကြလာနိုင်ဆိုတဲ့တဲ့နဲ့အတူ499ပြည်ပြိုင်ကားကိုလေလံပြင်းမဲ့ Ferrari ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ညီမကတော့စီစဉ်တင်ဆက်သူ Kiki ပါ။ ပထမအဆုံးသတင်းတော်အနေနဲ့ CS2 skin တွေကြောင့် blockchain ဘက်ကိုဂိမ်းမာတွေမျက်စိကြလာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Counter Strike 2ရဲ့ skin ဒီစနစ်တွေကို major update လုပ်လိုက်တာကြောင့် dollar 5.8 billion ဘို skin market ကနေ dollar 2 billion နီးပါးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါဟာ gaming လောကမှာဗဟုချုပ်ကိုက်မှုအပေါ်အငင်းပွားမှုတွေကိုတဖန်ပြန်ဖြစ်လာစေပါတယ်။ Eurogamer ရဲ့အစီရင်ခံစာအရ CS2 Developer Fast ဟာ trailer တဲ့နည်းစနစ်ကိုပြောင်းလဲလိုက်တာဟာ player တွေကြားမှာ gear ထစရာဖြစ်သွားခဲ့ပြီး အရင်ကရဖို့အလွန်ခက်ခဲတဲ့ night ဒါမှမဟုတ် glove တွေကို low rarity skin ၅ခုနဲ့လဲလဲလို့ရအောင်လုပ်လိုက်တာပါဒါကြောင့်အရင်ကရှာပါလာပါတယ်ဆိုတော့ knife နဲ့ gloves တွေဟာချက်ချင်းကြီးပေါ်များသွားခဲ့ပြီးဒီ item တွေရဲ့စိတ်နှုံတွေလည်းကျဆင်းသွားခဲ့ပါတယ်။တကယ်တော့ဒီလို video game company တွေရဲ့ပြောင်းလဲမှုဟာကစားသမားတွေအပေါ်တယောက်မှုရှိသလိုဒီတယောက်မှုတွေကိုတွန်းအားအဖြစ်ပြောင်းလဲနိုင်ခဲ့ကြသူတွေလည်းရှိပါတယ်။ဒီလူတွေထဲမှာ Ethereum ပူရဲတီထောင်သူ Vitalik Buterin ကထိတ်ဆုံးကပါဝင်ပါတယ်။ ဘူဒရင်ကသူ့ wall of war crack ကစားခဲ့ချိန်တွေမှာဂိမ်းထဲမှာသူအရန်ကြိုက်တဲ့ be love all the siphon live spare ရဲ့ damage component ကို developer တွေဘက်ကဖယ်ရှားလိုက်တဲ့အတွက်မျက်ရည်နဲ့အိတ်ခဲရတဲ့အထီးထောင်ဖြစ်ခဲ့ပါတယ်။ဒီနောက်မှာတော့ဘူထုတ်ကင်မှုရှိတဲ့ဝန်ဆောင်မှုတွေကဘလောက်ကြောက်စရာကောင်းလဲဆိုတာကိုသိလိုက်ရပြီးဘူထုတ်ကင်မှုမဲ့ blockchain တစ်ခုတည်ထောင်ဖို့အကြံရလာခဲ့ပါတယ်။အခု counter strike 2ကိစ္စမှာလည်း ကင်တွေကို NFT တွေအဖြစ်မင်ပြီးထွေးလို့ရနိုင်ပေမဲ့ဂိမ်းမအများစုကတောက်လျှောက်ကန့်ကွက်နေကြတာကြောင့်အကောင့်ထဲမဖော်နိုင်ခဲ့ပါဘူး။ဒါပေမဲ့အခုလိုပြဿနာတွေဖြစ်ပြီးမှတော့ဂိမ်းမတွေအနေနဲ့ blockchain ဘိုင်းကိုအာရုံရလာနိုင်ပြီး developer တွေကိုတောင်းဆိုတာမျိုးတွေလုပ်လာနိုင်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့499ပြည်ပိုင်းကားကိုလေလံပြင်းမဲ့ Ferrari ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ ဖရိုင်ယာသူရဲ့ထိတ်တန့်ဖောက်တဲ့အတက်ဒီဂျစ်တယ်တုတ်ကင်အသစ်တစ်ခုကိုစတင်ဖို့စီစဉ်နေပြီရည်ရချက်ကတော့အစဲလာကြီးမာတဲ့ Lemon Scar ပြိုင်ပွဲမှာအနိုင်ရခဲ့တဲ့499ပြိုင်ကားကိုလေးလံဆွဲဖို့အတွက်ပါပဲဒီ499ပြိုင်တုတ်ကင်ဟိုရာတွေဟာသူတို့အချင်းချင်းထွေးလုံနိုင်ပြီး499ပြိုင်အပါအဝင်တည်တန့် option တွေမှာပါဝင်နိုင်မှာဖြစ်တယ်လို့ဒီအစီအစဉ်ကို2029ခုနှစ် World Endurance Championship season နဲ့အတူစတင်ဖို့စီစဉ်ထားပါတယ်။ Fryer အခုနောက်ပိုင်းမှာ Crypto ကိုပုံမှန်လေးလေးလက်ခံလာနေပြီ 2023ခုနှစ်ကစလို့အမေရိကန်မှာကားဝယ်ယူမှုတွေကို Bitcoin Ethereum USDC တို့ကိုစတင်လက်ခံခဲ့ပြီးပြီးခဲ့တဲ့နှစ်ကဥရောပအထည်ပါဝန်ဆောင်မှုကိုချဲ့ထွင်ခဲ့ပါတယ်။ဒါပေမဲ့ Friday ရဲ့ Crypto Payment Tool တွေကဒီလာတွေကို Cryptocurrency တွေကိုတရားရေးစီမံခန့်ခွဲခိုင်းတာမျိုးမလုပ်ထားပဲ customer တွေရဲ့ cryptocurrency တွေကိုနိုင်ငံသုံးငွေသားအဖြစ်အလိုအလျောက်ပြောင်းလဲပြီး ဘဏ်အကောင့်တွေကိုတိုက်ရိုက်ပေးဖို့တဲ့စနစ်ကိုကျင့်သုံးပါတယ်။အခု Friday ရဲ့ 499B လေလံပွဲဟာလည်း Crypto Millionaire အရေးအထွတ်များပြလာချိန်မှာပေါ်ထွက်လာတာဖြစ်ပြီး Millionaire အသစ်တွေကိုအဓိကပြမှတ်ထားခြင်းမုံပါပဲ။ Crypto Boom Market အဆက်ဆက်လာခဲ့ပြီးနောက်မှာ Millionaire အရေးအထွတ်40ရာခိုင်နှုန်းအထိတိုးလာခဲ့ပြီးပြန်များ2သိန်းလေးသောင်းအထိရှိလာခဲ့ပါပြီ။ဒါကတော့မြန် Crypto ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။